မေကိုမေရှောက်ခွင့်ပြုအောင်ပါဗျာဟိုအဲ့ဒါဆိုရင်လေဗျာဟိုဘိုးမင်းကောင်တို့အောင်မင်းကောင်တို့ဘိုးဘိုးအောင်တို့အဲ့ဒါတွေကရောတကယ်ရှိရလားဗျာဟိုလူကြီးတွေပြောဘူးอ่ะသူတို့ကြောင့်အရှင်ထွက်ပေါ့နော်အရှင်ထွက်ဆိုတော့မသိဘူးဆိုလူလည်းမဟုတ်ဘူးပေါ့ဗျာဘယ်လိုဘယ်လိုလဲမသိဘူးအားလုံးကတတ္တဝါတွေအားလုံးက30တပုံထဲမှာအကျုံးဝင်ရမယ်လीအ နော်သူတို့ဒီသူတို့ရဲ့တမိုင်းကြောင့်နည်းနည်းဖတ်ကြည့်မှာပူနားလဲမယ်ပေါ့နော်သူတို့ဒီမာအချင်းနေချင်းခဲ့တာလဲပေါ့နော်ပြီးရင်သူတို့တည်သွားတယ်နော်တည်သွားတော့အရှင်ထွက်တယ်ဆိုရင်တကယ်တော့တည်သွားတာပါပဲနော်ဒီလူဘဝတည်သွားပြီးတော့နောက်ထပ်ဘဝတစ်ခုရောက်သွားတာအဲ့တော့သူတို့ဒီဟိုရုပ်ကစိုးနဲ့ပုံစံမျိုးဖြစ်သွားသလားပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်လေဒီလိုမျိုးတိတန်30တဘုံကလွတ်သွားတဲ့တတ္တဝါဆိုတာလောကမရှိပါဘူးနော်30တဘုံထဲမှာအကျုံးဝင်ကုန်ဝင်ရပါတယ် နော်အဲ့တော့လူသားမဟုတ်ဘူးဆိုရင်တို့တို့ဒီနှစ်ထဲမှာပါရမယ်ပိတ်တာထဲမှာပါရမယ်အဲ့တော့ပိတ်တာလားနှစ်လားနှစ်ခုမှတစ်ခုတော့သိချားတယ်နော်တို့တို့ဒီပိတ်တာဖြစ်နေတာလားနှစ်ဖြစ်နေတာလားဆိုတော့သူမဟာရနှစ်အုပ်စုကအရန်ကျပြန့်တယ်နော်ဒီတောဆောင်နဲ့တောင်ဆောင်နဲ့တပင်ဆောင်နဲ့ဘုံမစိုးနှစ်ဒီဒီနှစ်တွေအားလုံးကဒီသူတို့မဟာရလက်အောက်နှစ်ဒီကြီးပဲသူနှစ်ဘလူးတွေရှိသေးတယ်သူဘလူးပဲသူကနှစ်ဘလူးအုပ်စုတယ်သူတို့အားလုံးလည်းဒီသူတို့မဟာရနှစ်အုပ်စုတွေကြီးပဲဒါကြောင့်ဒီဘုံမင်းခေါင်တွေဘာညာတွေကလည်းပဲသူတို့ဟာ ပိတ်တာဖြစ်ခြင်းနဲ့ဖြစ်နေမယ်ပိတ်တာဆိုတဲ့နေရာမှာလဲတကူအစမ်းသားရှိတဲ့ပိတ်တာဆိုတာရှိတာပဲလေတကူရှိတဲ့ပိတ်တာဖြစ်ခြင်းနဲ့ဖြစ်နေမယ်ဒါမှမဟုတ်သူတို့သတို့မာရင်းနဲ့အုပ်စုဝင်ရင်လည်းဝင်နေလိမ့်မယ်ဒါကတော့လေတိတိကျကျတော့ပြောပြတော့ခတ်ပါတယ်နော် တမဖျားဘာဆိုဖျားဟိုရှေးဥပကုတ္တရဟန္တာကြတော့ဟိုတကယ်ရဟန္တာလားဖျားပေါ့နော်တချို့ကကြတော့ဒီရှေးဥပကုတ္တရဟန္တာတကယ်မရှိဘူးပေါ့လူတွေကဖန်တီးထားတာပေါ့ဘာလို့လဲဆိုတော့စွန်းစားတဲ့အချိန်မှာတပိတ်ကိုမကြည့်ပဲပေါ့နော်ဝင်းနည်းမညီဘူးလို့ပြောရဖျားတချို့ကကြတော့လည်းနေထွက်ချိန်ကိုကြည့်ပြီးတော့အဆုံးဖုံးတာလို့ပြောရဖျားတချို့ကကြတော့လည်းသူ့ရဲ့အရင်ဘဝအကုတ္တကြောင့်အဲ့ဟိုလေပင်ဟန်စောင်းနေတာလို့ပြောရဖျား ရှင်ဥပ္ပဂုတ္တဆိုတာတကယ်ရဟန္တာဟုတ်လားမဟုတ်လားသိချင်တာပါဘုရားရှင်ဥပ္ပဂုတ္တဆိုတာကရှိကိုမရှိခဲ့တာပါနော်ရှိကိုမရှိခဲ့တာပါသာသနာသမိုင်းမှာကိုမရှိခဲ့တာအဲ့ဒါကဟိုဘက် နောက်ပိုင်းကပုံကိုယ်တွေကဒန္တာကြီးဆက်ဆံရေးကြဖြစ်ကြကြတဲ့ဥစ္စာပါဒီတန်ဃာယနာတင်ထားတဲ့ပိဋကတ်ကျမ်းထဲမှာလုံးဝမရှိပါဘူးဥပ္ပဂုတ္တအကြောင်းလေတန်ဃာနာတင်ထားတဲ့ကျမ်းထဲမှာလုံးဝမရှိဘူးနောက်ပိုင်းရေးတဲ့ကျမ်းစာတွေမှာပါတာနောက်ပိုင်းရေးတဲ့ကျမ်းစာတွေကျမ်းစာတွေကဥစ္စာတို့ဒီ ခိုင်မာတဲ့ထောက်ထားမရှိဘူးဆယ်တော်ကြီးတွေလက်မခံထားဘူးနော်ဒါကြောင့်အဲ့ဒီဟာကအတည်ယူလို့မရပါဘူးရှင်ဥပကုတရှိတယ်ဆိုတော့အတည်ယူလို့မရဘူးဒန္တာကြီးဆန်းဆန်းရေးထားတဲ့သဘောလို့သာပြောလို့ရတာပါနော်တမဖေအဲ့ဆိုဖေကိုရှိရလို့ထင်ပြီးတော့ရဟန်းနာလိုမျိုးကိုးကွယ်နေတဲ့သူတွေမှာအပြစ်ဖြစ်ပါသလားဖေကတပည့်တော်အဖွားရေဆိုလို့ရှင်သူတို့ကရေလန်းခီးသွားရင်ရှုပေါကုတ္တဆောက်ရှောက်ပေးရဆိုပြီးတော့အလိုအင်းရှိမအောင်အလိုကိုးကွယ်ကြတာမျိုးရှိရဖေကအဲ့ဒါဆိုရောငရေကြီးပါသလားဖေက တကယ်မရှိတာကိုကိုယ်ကိုယ်ရင်တော့ဒါကကုသိုလ်စိတ်ပြောလို့မရဘူးလို့ရှိမှမရှိတာအောင်နော်ဆိုတော့စာပေထဲမှာပြောတယ်ပုထုဇဉ်ပုဂ္ဂိုလ်ကိုအရိယာအမှန်နဲ့ကိုယ်ကိုယ်လို့ရှင် အကုသိုလ်ဖြစ်တယ်ဆိုတာပါတယ်နော်တကယ်ဥစဉ်ကပုထုဇဉ်ပဲယထုဟာဘုံကြီးရတာယဟန္တာပဲဆိုစိတ်ကအယုံပြုတ်ပြီးကိုယ်ကိုယ်တယ်ဒါမှားတယ်နော်ဘာလို့ပုထုပုထုဇဉ်တိတိနဲ့ပြောတာလေအကေပုထုဇဉ်လို့မသိဘူးတကယ်ယဟန္တာလို့ထင်ပြီးတကယ်ယဟန္တာအမှန်နဲ့ကိုယ်ကိုယ်ဒါတော့ပြဿနာမရှိဘူးတိတိနဲ့ပေါ့နော်ဟို ုရုဇင်မန်းပေးတာနဲ့ယဟန္တာမှတ်နေကိုယ်ွယ်လို့ဆိုတာအဖြစ်ရှိတယ်။ဒါမှားတယ်နော်။အဲ့တော့အရိယာဂုံကိုတင်ပြီးတော့ဆွဆွဲတယ်လို့ဖြစ်သွားတယ်။ဒါပေအထက်ကထဲမှာပြောထားတာနော်။အရိဘာသာပုရုဇင်နဲ့အရိယာကိုမထိုက်တန်ဘူးလေ။အကြောင်းပုရုဇင်ကိုပုရုဇင်မှတ်နေပဲအာယုံပြုရမှာ။အရိယာလိုအာယုံပြုလို့မရအောင်။အခုအဲ့တော့တကယ်မရှိတာကိုအရှိသဘောမျိုးလုပ်ကိုယ်ွယ်တာဒါမှိုင်းရင်တော့ကိုယ်ွယ်ခြင်းတစ်ခုသာဖြစ်တယ်လေ။ကုသိုလ်ရတယ်လို့ပြောလို့တော့မရအောင်ဒါလေ။ဒီကိစ္စမှမရှိတာပေါ့နော်။